နေ့ဘုန်းကြီးတို့တရားနာပရိသတ်များအတွေ့ဓမ္မလက်ဆောင်တရားစကားအဖြစ်ကိုကိုကို ဆုံးမခြင်းအပိုင်း6ကိုဘုန်းကြီးတို့မျှဝေဟောကြားပေးมาဖြစ်ပါတယ်ရှေ့ရှေ့အပိုင်းဒီမှာလည်းပဲဒီကိုကိုဆုံးမခြင်းတွေကတခြားသူကိုဆုံးမတာတဲ့ကိုကိုကို ပြုပြင်နိုင်တဲ့ပြုပြင်ဖို့အတွက်မြတ်စွာဘုရားရှင်တရားတော်များဟာလက်တွေ့ဘဝထဲမှာ how to apply in your present life လက်တွေ့ဘဝထဲမှာ ဘလို့ကျင့်သုံးရမလဲဆိုတဲ့ကျင့်သုံးမှုကျင့်သုံးနေစိတ်ထားပြင်နေသူအပြင်လောကဒဏ်ကိုဟိုတွစ်ကြုံနေရတဲ့လူအတိုင်းဝိုင်းလူငယ်တွေကြားမှာဒီအဆုံးမလေးရအများကြီးအကျိုးရှိမှာဖြစ်တဲ့အတွက်ကြောင့်ဘုန်းကြီးကိုယ်တိုင်လည်းပဲကုစားကိုပြန်ဖတ်ပြီးကိုယ့်ကိုအဆုံးမနေရတဲ့အဆုံးမများဖြစ်တဲ့အတွက်ကြောင့်ကိုနဲ့ထတ်တူကိုလိုခံစားချက်ရှိတဲ့သူများအတွက်ဒီအသီးလေးတွေမျှဝေပေးခြင်းဖြစ်ပါတယ်။ဒီနေ့ကိုယ့်ကိုအဆုံးမခြင်းအပိုင်းမှာ ဘုန်းကြီးရဲ့စာသားလေးကိုအနေငယ်အရင်ဆုံးမိတ်ဆက်ပေးပါမယ်။ကိုကောင်းတယ်လို့ तू မကောင်းလဲကိုမပြောင်းပါစေနဲ့။ तू မကောင်းရင် तू အကြောင်းပဲလေ။ तू အကြောင်းဟာ तू အကျိုးပဲပေါ့။ तू အကျိုးဟာကိုအဆိုးမဖြစ်ပါစေနဲ့။ကိုဂျေဇုပြုဘူးသူကကိုဂျေဇုမသိရင်လည်းရှိပါစေတော့။ကိုသိနေရင်ပြီးတာပဲလေ။ तू မသိတတ်တာ तू အပိုင်းပဲပေါ့။ သူရိုင်းတယ်လို့ကိုမရိုင်းဖို့ကအဓိကပဲမို့လားကိုနားလဲပေးတယ်လို့ तू ကောက်နေလဲကိုမဖောက်မိပါစေနဲ့ကိုဘက်ကတော့ဖြောင်းနေဖို့ပါပဲ तू နားမလဲတာ ကိုအားငယ်ဖို့မှမဟုတ်ဘူးအချိန်တန်ရင်နားလဲမှုတွေရ အားငယ်မှုတွေကြာသွားမှာပါပဲသိကောင်းလားလဲကိုကောင်းတယ်လို့ तू မကောင်းတာလည်းရှိတယ်ကိုကျေးဇူးပြုတယ်လို့ तू ကျေးဇူးမပြုတာလည်းရှိတယ် ကိုဖြောင်းရည်သားနဲ့သူကောက်နေတာလည်းရှိတယ်။လောကသဘာဝလူအမျိုးမျိုးနဲ့တွေ့ကြုံရမှာ။အဲဒီအကြုံကြုံရမှာ။ကြုံကြုံရမှာ။မှန်တဲ့သူတွေရှိတယ်၊မှားတဲ့သူတွေရှိတယ်၊ယိုးတဲ့သူတွေရှိတယ်၊ကောက်တဲ့သူတွေရှိတယ်။မှန်တဲ့သူတွေ၊ယိုးတဲ့သူတွေ၊ဖြောင်းတဲ့သူတွေရှားမှာ။မမှန်တဲ့သူတွေ၊မယိုးတဲ့သူတွေ၊မဖြောင်းတဲ့သူတွေလည်းကြုံရမှာပဲဖြစ်တဲ့အတွက်ကြောင့်။သူကောက်လို့ကိုလိုက်ကောက်ရင်ကိုလည်းအကောက်ပဲ။ သူမယိုးလို့ကိုမယိုးရင်ကိုလည်းအဆိုးပဲရမလို့မြတ်စွာဘုရားကလည်းပဲသူများကိုဆင်ကျင်တာတဲ့သူများကိုတန်းညှိနေတာတဲ့ကိုကိုတန်းညှိပါနာပရိသံဝိလောမနိနာပရိသံကတာကတံအတနောဝအဝခေယကတာနိအကတာနိသံပရိသံသူတစ်ပါးရိယကတာကတံကောင်းတာမကောင်းတာလုံမလုံကိုနာဝိလောမနိမကြည့်ပါနဲ့ အတနောဝမိမိဣတာလင်ကတာနိအကတာနိကောင်းမကောင်းကိုပဲဝီလောမေယကြည့်ရှုရ၏။ဟောသူများကောင်းတာမကောင်းတာကိုလည်းမကြည့်နဲ့။ကိုကောင်းမကောင်းပဲစင်ကျင်ပါ။လူဒီမာကလေတခါတခါကြရင်သူများကိုလိုက်ပြိုင်တာလေရှိ။တကယ်တမ်းကျသူများဆိုကိုယ့်ရဲ့ပြိုင်ဘက်မဟုတ်။ကိုယ့်ရဲ့ပြိုင်ဘက်အစ်စ်ကကိုယ်ပဲ။ ပြိုင်မဲ့လွဲနေကြအပြိုင်လွဲနေကြနောက်ပြိုင်တော့လည်းပဲဘာတွေပြိုင်လဲဆိုတော့ရုပ်ပိုင်းဆိုင်ရာတွေ physical develop တွေရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေရုပ်ပိုင်းဆိုင်ရာတွေအသုံးပြုမှုတွေဓာတ်တွေပဲပြိုင်ဆိုတော့လူတွေကအပြိုင်လွဲနေတဲ့အခါကျတော့သူရှိတာလေးတွေကြည့်ပြီးတော့ကိုမရှိရင်ကိုကခံစားရတယ်သူအောင်မြင်တာလေးတွေကြည့်ပြီးတော့ကိုမအောင်မြင်တာလေးတွေပြန်ရှင်ပြီးတော့ကိုကပူပန်ရတယ် သူထင်ပေါ်တာကြီးပြီးတော့ကိုထင်ပေါ်တာမှုမရှိလို့ရှင်ကိုကသာကိုကြီးပြီးတော့ကိုကခံစားရဆိုတော့အဓိကအချက်တည်းကသူများကိုလိုက်ပြီးတော့ကြည်နေတဲ့အတွက်ကြောင့်သူများရှိတာတွေကိုကြည်ပြီးတော့ကိုမှမရှိရင်ကိုကတရင်ကအရှိတရားမှုမှာလူတွေကကိုနဲ့ပြန်ချိန်ထိုးပြီးတော့သူရှိတယ်လို့ကိုလည်းရှိချင်တယ်အမှန်ကတရင်ကအရှိတရားကိုပြိုင်တာသူများထင်ပေါ်တာတွေကိုကိုကလိုချင်တယ်ကိုကပြိုင်တယ် သူများကြော်ကြတာတွေကိုကလိုချင်တယ်ကိုကပြိုင်တယ်အဲ့တော့သူများကိုလိုက်ကြည့်တာတွေများတော့ကိုဘသာကိုကိုစိတ်နဲ့ကို ပြန်ညိတာတွေများသူများကိုကြည့်တော့ကိုကပြန်ညိတာလိုက်ကြည့်တာတွေများတော့ဆိုတော့တခါတခါအဲ့ဒီသူတစ်ပါးတွေနဲ့ကိုကိုချိန်ထိုးနေတဲ့စိတ်ကြီးကိုကကိုကိုပူလောင်မှုတစ်မျိုးပဲကိုကိုပူလောင်နေကိုလန်းကိုရှာမဲ့အပိုင်းမှာ အဲသူများတွေနဲ့တွားတွားပြီးတော့တန်းနေညှိတဲ့အခါသူများနောက်ကိုလိုင်းရင်းလိုင်းနဲ့ပူဆိုးကုန်တာပူဆိုးကုန်တာကိုယ်စိတ်ဓာတ်တွေပါပြက်ပြားကုန်အကြောင်းကြောင့်အကျိုးဖြစ်တဲ့သဘောလေးတွေသိထားရင်လူလောကမှာဘလို့လူမျိုးနဲ့ပဲလာလာကောင်းကောင်းမွန်ဆက်ဆံနိုင်တယ်။ယောက်ကလူမှုဆက်ဆံရေးမှာအကောင်းဆုံးဆက်ဆံနည်းကိုဘုရားရှင်တော်မြတ်ပြကသူဘဝမှာလိုအပ်တဲ့ဆက်ဆံနည်းလူတွေအမျိုးမျိုးကြုံတွေ့အခါမှာတွေ့ကြုံပြီးတော့ ဘလို့စိတ်ထားနဲ့ဆက်ဆံရမလဲဆိုတော့လူတွေရဲ့အစဉ်တန်းကိုလိုက်ပြီးတော့မြတ်စွာဘုရားကဟောထားပေးတာလေးရှိတယ်။အဲ့ဒါအထူးသဖြင့်အာလုံးတိထားပြီးသားဖြစ်တဲ့မြမစရိယဆိုတဲ့မြမစုတရားပဲ။မြမစုတရားကလက်တွေ့ဘဝထဲမှာအသုံးချတတ်ပဲဆိုရင် तू ကလူလောကလူမှုဆက်ဆံရေးမှာ तू အများကြီးထောက်ကူပြုတ်။လူအမျိုးမျိုးဇာတ်အမျိုးမျိုးကာရက်တာအမျိုးမျိုး ရှိတဲ့လူတွေနဲ့ဆက်ဆံတဲ့အခါမှာအမှန်ကတော့လူတွေက ဘလောက်ပဲများများလူတွေကိုအမျိုးအစားခွဲလိုက်လို့ရှင်လေးမျိုးအပြင်ပုံမရှိလေးမျိုးပင်ပုံမရှိကိုရီးယားကိုရီးယားလူမျိုးဂျပန်လူမျိုးအမေရိကန်လူမျိုးမြန်မာလူမျိုးလို့ဒီလိုနာမည်တွေတစ်စိတ်တွေလေးဘယ်တွေဘလောက်ပဲတက်တက်တကယ်တမ်းကျတော့လူဟာလေးမျိုးပဲရှိ ကိုနဲ့ရှင်ပြီးတော့သူခွဲလို့ရအဲ့ကိုရီးယားမှာတော့လည်းအဲကိုရီးယားတက္ကမကြီးတယောက်အဲ့ရှောက်ဖူးတယ် 그 고려야를 샤라 보유. 스님, 저는 여태까지 여러 사람들이로 만나보고 여러 식으로 관련해봤던 데 잘안 돼요. 어떤 데는 사랑하면서, 어떤 데는 미워하면서, 어떤 식으로 하더라도 저는 잘 관여할 수 없어요. 잘 될 수 없어요. 왜 그렇습니까? 고리아리로 미라. ဒီအတိပ္ပယ်ပါအရှင်မြားတဲ့တပည့်တော်ဒီအသက်ဒီရွယ်ဒီဒကမကြီးက50ကျော်ဒီအသက်ဒီရွယ်ဒီလူအမျိုးမျိုးနဲ့တပည့်တော်ဆက်ဆံကြည့်တယ်ဖေဟာဆက်ဆံရဲ့အစင်မပြေဘူးဖေဟာတခါတခါအချစ်တရားနဲ့ဆက်ဆံကြည့်တယ်စာရငါမြောင်စောတခါတခါမုန်းပြီးတော့ဆက်ဆံကြည့်တယ်မေဝဟာမြောင်စောအဲဘလို့ပဲဆက်ဆံဆက်ဆံဆက်ဆံရဲ့အစင်မပြေဘူးဖေဟာတဲ့လူတွေနဲ့ဆက်ဆံရင်ခါမှာဆက်ဆံရင်ကောင်းအောင်အစင်ပြေအောင်တပည့်တော်ဘလို့ကျင့်သုံးရမလဲဖေဟာလို့ ပြောတော့ဘုန်းကြီးကအားလွယ်တာပေါ့ဖရားရဲ့ကျင့်စဉ်ဖရားမိန့်တော်မူတဲ့လမ်းစဉ်အတိုင်းသာကျင့်သုံးကြည့်အစဉ်ပြေးလိမ့်မယ်ဆိုဘိမစုတရား၄ပါးဟောပြအဲ့ဒါကိုစာလေးတစ်ပုဒ်လေးရေးပြီးရေးပေးဘူးလေဘိမစုတရားနဲ့လူမှုဆက်ဆံရေးဆိုဓမ္မစရိယတရားဘိမစုတရားကအာလုံးတည်ထားပြီးသားမေတ္တာကရုဏာမုဒိတာဥပိ္ပခဒီတရား၄ပါးဒီတရား၄ပါး တော့အဲ့တရားလေးပါကိုလူအမျိုးမျိုးနဲ့တွေ့တယ်လူအမျိုးမျိုးဆိုတာကအများကြီးမရှိဘူးကိုနဲ့ချိန်ပြီးကြည့်လို့ရှိရင်လူလေးမျိုးပဲရှိကိုနဲ့ the same level ကိုနဲ့ဓာန်တူဖြစ်တဲ့သူအသက်ရဲ့သိခါရဲ့ခုံရဲ့ power အကုန် same level တူညီနေတဲ့ပုံကိုတစ်မျိုးပဲမာကိုရီးယားတွေမြန်မာတွေဂျပန်တွေတိုင်းထဲတော့လက်ကိုနဲ့တူတဲ့ပုံ lower person ကိုအောင်နိုင်ကြတဲ့ပုံကိုလည်းမတော်တဲ့သူ higher person ကိုတက်တာတဲ့သူအဲ့ဒုံမျိုးတချို့ကျတော့နေနာလည်းမဟုတ်ဓာန်တူလည်းမဟုတ်တာတာလည်းမဟုတ်ဘယ်ထဲမှာထည့်လို့မရတဲ့လူတွေရှိအဲ့လူကြောင့်ဂျားလူတွေလူကဒီလိုခွဲလိုက်တော့လေးမျိုးပြင်မှာမရှိအဲ့ဒီလူလေးမျိုးမှာကိုနဲ့အသက်တိတ်ကခုံဝါပါဝါတူနေတဲ့ level တူနေတဲ့ပုံကိုယ်တွေနဲ့တွေ့ရတာမြတ်စွာဘုရားကတော့ရမဇောတရားတွေကမေတ္တာနှလုံးသားနဲ့ဆက်ဆက် မေတ္တာတရားလက်ခံထားမေတ္တာဆိုအချိုးလိုလားအချိုးလိုလားပြီးပါလေအချိုးမလိုလားပြီးနေသူနဲ့ကိုယ်နဲ့အတူတူဖြစ်တယ်ဆိုရင်သူ့အချိုးကိုကလိုလား तू ကလည်းကိုယ့်အချိုးလိုလားမေတ္တာအချိုးလိုလားခြင်းပဲဆိုတော့တယောက်နဲ့တယောက်အချိုးလေးတွေကြည့်နေသူ့အချိုးလေးကိုယ့်အချိုးလေးကြည့်နေဆိုရင်ဒါမေတ္တာသဘောပဲမျိုးသားကအမျိုးသမီးယောက်ျားကတက္ကမအချိုးတက္ကမ ောက်ျားအချို့သာသမိယမိဘအချို့မိဘကသာသမိအချို့ဒါလေးတွေကိုအချို့လိုလာတဲ့စိတ်ကလေးတွေဆက်ဆိုင်ဒါမေတ္တာတက်ကိုအခြေခံကြောင့်ကိုယ်နဲ့အသက်သက်ကခုံဝါတူညီတဲ့တွေ့ရင်တွေ့တဲ့အခါမှာအဲ့ဒီပြမစိုးတရားတွေကမေတ္တာဆိုတဲ့အချို့လိုလာတဲ့စိတ်ကလေးနဲ့ဆက်ဆံအဲ့ဒါမှမဆက်ဆံဘူးမထားနိုင်ဘူးဆိုမေတ္တာမထားနိုင်ဘာဖြစ်ပြိုင်လာပြိုင်လာကြောင်းတဲ့တော့အချို့လိုလာတဲ့စိတ်မရှိရင်ယာရုတူတူချင်းပြိုင်လာ ရောင်းသားချင်းနဲ့ပြိုင်တာအလုတ်ခွင်မှာလည်းပြိုင်တာသူတဲ့ငါသားဆိုတော့ပြိုင်လာပြီဆိုရင်ပြိုင်မှာအနိုင်အရှုံးဆိုတာရှိတာအနိုင်ရှုံးဆိုရင်နိုင်ရင်လည်းမကောင်းဘုရားအလိုတော်ရရှုံးရင်လည်းမကောင်းနိုင်ရင်ရံများတယ်နိုင်တဲ့သူကရံများဇယံဝေရံပတဝတိဇယံအနိုင်ရတဲ့သူဟာဝေရံရံကိုပတဝတိတိုးပွားစေတယ်အနိုင်ရရင်ရံများတယ် ပရာဇိတောဒုက္ခံတေတိရှုံးတဲ့သူကဆင်းရဲတတ်တယ်ရှုံးသွားတဲ့သူကဆင်းရဲတာပဲစရပရာဇယံဘသူကမှလည်းအနိုင်မယူဘသူကမှလည်းအရှုံးမပေးတဲ့အနိုင်အရှုံးကိုဟိတ်တဝဆွန်ထားတဲ့သူတွေကတော့ဥပါတန်တော်အာဃာတဒေါသဆိုတာမရှိတဲ့အတွက်ကြောင့်ဒုက္ခံတေတိချမ်းသာစွာနေရတယ်နိုင်လဲမနိုင်ရင်ရှုံးလဲအရှုံးမပေးဘူးအဲ့ဒီအနိုင်အရှုံးဆွန့်ထားရင်ချမ်းသာတာပဲ မပြိုင်ဆိုင်မှုရှိလိုက်အဲ့အနိုင်ရှုံးရှိလာအနိုင်ရှုံးရှိရင်နှစ်ခုလုံးမကောင်းတဲ့အတွက်ကြောင့်တဲ့ဓာန်တို့တွေ့ရင်ဖះကတော့လက်မစိုးတရားတွေကအချိုးလိုလာတဲ့မေတ္တာလေးနဲ့ဆက်ဆံဩသူ့ချိုးကိုလိုလားကို့အချိုးသူ့လိုလားပြီးပြီဘာမှပြဿနာမရှိတော့ဘောင်းမင်းတကားကလူ့ဘဝဆက်ဆံနေမှာဘာရေးတွေ့လဲဆိုတော့အစင်မပြေတဲ့သူကို့အောင်နေကြတဲ့သူတွေတွေ့ဟာတတွေ့ဘယ်လူတွေကတေချာတွေးကြည့်ရင်ကို့ဘဝဘလောက်ပဲအစင်မပြေဘူးပြောပြော ို့ထက်အဆင်မပြေတဲ့သူတွေလောကမှာအများကြီး။ဟောတို့လည်းအဆင်မပြေဘူးတို့လည်းကန်ဆိုးတာဘလောက်ပဲကိုယ့်ဘဝကိုလေဟိုအဆင်မပြေလို့ဆိုရင်စိတ်တော့ကရင်ဘလောက်ပဲရောက်ရောက်တနည်းအားသွားကိုယ့်တဲ့ဆိုးတဲ့တွေအများကြီးမြန်မာပြည်မှာလည်းဟိုပဲနေဆင်းရဲတဲ့ရက်ွက်တွေအများကြီးအများကြီးတက်ကြွကြော်နေရတယ်။ဟိုနိုင်ငံနဲ့ရှင်အီသီယိုးပီးယားလို့ပေါ့အီသီယိုးပီးယားရင်တော့ကိုယ့်တဲ့ဆိုးတာအခုကိုယ့်တဲ့သားလဲတိုးတက်လာတာဆိုတော့ဘယ်နေရာမှာပဲရှိရှိ ကိုယ့်လောက်အဆင်မပြေတဲ့သူတွေအများကြီးရှိတယ်။အဲ့လိုအဆင်မပြေတဲ့သူတွေနဲ့တွေ့တဲ့အခါမှာဒီလူမှုဆက်ဆံရေး communication အဆင်ပြေဖို့ဆိုရင်သူတို့အပေါ်မှာကိုကဘလို့စိတ်လေးထားရလဲဆိုတော့အကျဉ်းနာပေးတဲ့တနာကျဉ်းနာတတ်တဲ့ကရုဏာစိတ်ကလေးထားရမစုံတရားတဲ့ကရုဏာနှလုံးသားနဲ့ကရုဏာဆိုတာတနာကျဉ်းနာတာတနာရုံတတ်တတ်မှုကျဉ်းနာမှုလေးပါပေါ့ ။နောက်ကရုဏာမှာလည်းပဲအဲ့ဒီကရုဏာတချို့အိုးတနာလိုက်တာတနာလိုက်တာစိတ်ကတနာနေုံနဲ့မရကရုဏာကလက်တွေ့အကောင်ထဲပွားမယ်မနောကံကရုဏာနဲ့မလွန်တော့ဝစီကံကရုဏာကာယကံကရုဏာအိုးနာကိဖြစ်တော့အကုန်လုံးတင်တနာလိုက်တာစိတ်နဲ့တနာလေးမရပစ္စည်းတွေယူပြီးသွားပေးသွားလို့အဲ့ဒါကရုဏာအကောင်ထဲပေါ်တော့ဆိုတော့ကိုယ်တော်အစမပြေတဲ့သူတွေအပေါ်မှာဆက်ဆံရင်အဲ့ဒီတနာကျင်နာတတ်တဲ့စိတ်ကလေးနဲ့သာဆက်ဆံတဲ့ ဆက်ဆံရင်ဘာဖြစ်လဲဆိုတော့သူကလည်းပဲကိုယ့်အပေါ်ကောင်းကောင်းဆောက်ရှောက်ကိုယ့်အတူပေါ်ကရုဏာတရားနဲ့ဆက်ဆံတာဟုတ်အဲ့ဒါမထားနိုင်ဘူးဆိုရင်ဘာဖြစ်လဲအနိုင်ယူတာကိုယ်လို့စင်မပြေတဲ့သူနဲ့တွေ့လို့ကရုဏာတရားနဲ့မဆက်ဆံနိုင်ဘူးဆိုအနိုင်ယူတာနိုင်တဲ့စင်းနဲ့လို့တချို့ကပါဝါနဲ့အနိုင်ယူတယ်တချို့ကခုံနဲ့အနိုင်ယူတယ်တချို့ကယာတုနဲ့အနိုင်ယူတယ်တချို့ကအင်အားနဲ့အနိုင်ယူတော့အဲ့ဒီအနိုင်ယူတဲ့စိတ်ကဒါမကောင်းတဲ့စိတ်ပဲကရုဏာရဲ့ဆန့်ကျင်ပဲ တော့ကိုယ်နဲ့အဆင်မပြေကိုယ်လောက်အဆင်မပြေတဲ့သူတွေနဲ့တွေ့တဲ့အခါမှာဆက်ဆံရေးအဆင်ပြေဖို့ဆိုရင်ရခဲ့အဲ့ဒီကရုဏာတရားလက်ကင်ထားမှာသိကောင်းတာပဲတကယ်လက်တွေ apply လုပ်ကြည့်ရင်လေကရုဏာနဲ့ပေးဆက်နေတဲ့သူတွေမှာသူတို့လေးတွေအဆင်ပြေနေတာဟောကို့မှာဝမ်းသာတယ်။ဟောပြီးနောက်တစ်ယောက်ကပါလဲဆိုတော့ကို့ထက်သားတဲ့သူတွေလောကမှာမလေးကိုတွေတော်လိုက်ရင်မှတ်တာ။ ကိုယ်ရစင်ပြလိုက်မှတ်တာကိုယ်တဲ့တော်တဲ့သူတွေကိုယ်တဲ့အစင်ပြတဲ့သူတွေလည်းအများကြီးပဲအများကြီးပဲငုနာမပြတဲ့သူတွေများသလိုကိုယ်တဲ့တော်တဲ့လူတွေကိုယ်တဲ့သားတဲ့လူတွေလည်းအများကြီးကြည့်တော့ကိုကကြားလူဖြစ်လဲလက်ကိုယ်တဲ့သားတဲ့လူတွေတွေ့တဲ့အခါလေဘလို့စိတ်တက်နဲ့ဆက်ဆံမလဲဆိုတော့မုဒိတာနှလုံးသားနဲ့တွေ့တာပြောမလို့ဝမ်းသာပေးရဝမ်းသာပေးရဝမ်းသာပေးနိုင်ဘူး မုဒိတာတရားမထားနိုင်မှုဆိုရင်ဘာဝင်တတ်တယ်ဆိုမနာလိုစိတ်ဝင်အိတ်တာတရားကိုရတာတဲ့သူတွေကြည်ပြီးလို့ရှိရင်ဝမ်းသာပေးတဲ့တာတုခေါ်တဲ့စိတ်ကလေးမရှိရင် jealous ခြေဝင်တာတော်တော်များများဗမာလူမျိုးအပါဝင်နိုင်ငံတကာမှာလူတွေတော်တော်များများအဲ့ဒါတော်တော်ထားခက်တဲ့စိတ်ပဲမုဒိတာစိတ်ကကိုရတာရင်ဝမ်းသာပေးတဲ့စိတ်ကအတော်ကျင့်ယူရမယ့်စိတ်ပဲသူများကြည်ပွားချမ်းသာတဲ့အပေါ်မှာလေ ူများជីវ័តချမ်းသာတဲ့အပေါ်မှာတနာကျင်နာတတ်တဲ့သူများជីវ័តချမ်းသာတဲ့အပေါ်မှာမုဒိတာတရားထားတတ်တဲ့စိတ်ကလေးကလူတော်များများမှာတော်တော်ကိုခက်ခဲတယ်ကိုလောက်အစမပြေတဲ့သူတွေအပေါ်မှာတနာတတ်တဲ့စိတ်ကတော့ရှိတယ်တနာကလွယ်လွယ်အလွယ်တကူကိုတနာတတ်တာကရုဏာတရားအားကြီးသလောက်မုဒိတာတရားတော့ခေါင်းမကြဘူးရဲသာမနာလို့ဈေးတဲ့ချင်းလည်းမနာကြောင်းသားချင်းလည်းမနာဘူးနော် ဆရာဆရာမချင်းချင်းလည်းမနာဘူးယာတို့ရှိတဲ့သူချင်းချင်းလည်းမနာဘူးပါဝါရှိတဲ့သူချင်းချင်းလည်းမနာဘူးဘုဒ္ဓဇင်သာဘာဝဆရာလေးချင်းချင်းလည်းမနာဘူးခွန်ကြီးချင်းချင်းလည်းမနာဘူးကိုယ်ရတာပါတယ်လူတွေမနာလို့စိတ်ပြစ်တာအရေးမြူဘုန်းကြီးနေဆရာလေးတွေဖြစ်တော့ကရုံကရုံရင်တိုက်တာကရုံကရုံတိုက်တော့ကရုံကတိုက်ဆိုအဲ့ဒါများလားမသိဘူးဟောနေရာတိုင်းမှာရှိတယ်အဲ့ဒါဘုဒ္ဓဇင်သာဘာဝဒီစိတ်ကရှိနေတာဆိုတော့တချို့ကလည်းပဲပရိယောတို့က ဘလို့လို့ဝမ်းသာပေးနိုင်မှာလဲဖရာဒီလူတွေကမမှန်တဲ့နေနေနဲ့ကြီးပွားနေတာပဲဖရာလောကမှာဟုတ်တယ်မမှန်တဲ့နေနဲ့ကြီးပွားနေတဲ့သူတွေအများကြီးမမှန်တဲ့နေနဲ့အောင်မြင်နေတဲ့သူတွေလည်းအများကြီးမမှန်တဲ့နေနဲ့အထက်ရောက်နေတဲ့သူတွေလည်းအများကြီးဆိုတော့ကိုယ့်ရဲ့တာရင်ဝမ်းသာပေးရမယ်ဆိုဒီလိုလူမျိုးတွေကြတော့ဝမ်းသာပေးရမှာလားဖရာဒီဝမ်းသာပေးနိုင်အောင်လဲစူးစမ်းမှာပဲဝမ်းသာပေးတာကိုယ့်အပိုင်းလေး ်မှန်တာမမှန်တာသူ့အပိုင်သူမမှန်တဲ့နီးနဲ့သူကြီးပွားရင်သူခံရမှာပဲအဲ့ဒါသူ့အကြောင်းနဲ့သူ့အကျိုးပဲသူမမှန်လို့ဆိုရင်ကိုကဝမ်းမသာပေးဘူးဆိုရင်ဝမ်းမသာပေးရင်မုဒိတာမဝင်နိုင်အိတာတရားရှားဝင်မနာလိုစိတ်ကဝင်သွားရင်မနာလိုစိတ်ဝင်ကိုကအရှုံးပဲကိုရလိုက်တာမကောင်းတဲ့စိတ်ပဲသူဝမ်းသာပေးလိုက်တာကကိုဘက်ကလုံးဝမအပိုင်မှန်တာမမှန်တာကသူ့အပိုင် ူအကြောင်းဟာသူအကျိုးသူမကောင်းရင်သူသွားမှာပဲသူကောင်းရင်သူဆံရမှာပဲသူအကျိုးဟာကိုယ်အဆိုးမဖြစ်ဖို့အရေးကြီးသူအကြောင်းဟာသူအကျိုးသူအကျိုးဟာကိုယ်အဆိုးမဖြစ်ပါစေအမှန်နဲ့နီးနဲ့ကြီးပွားလာကြီးပွားခြင်းဒီအကြောင်းတရားပဲမှန်နဲ့နီးနဲ့အောင်မြင်တယ်အောင်မြင်ခြင်းဒီအကျိုးတရားပဲဟာကြီးပွားခြင်းဒီအကျိုးတရားအောင်မြင်ခြင်းဒီအကျိုးတရားမမှန်နဲ့နီးနဲ့လှုပ်ထားတာကသူကအကြောင်းတရား ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ကိုကကိုနဲ့တွေ့တဲ့အခါကျတော့အကျိုးတရားကိုသွားပြီးဆက်ဆံရသူအကျိုးတရားကိုကြည့်ပြီးဆက်ဆံရတာဆိုတော့သူအကျိုးဟာကြည့်ပြီးတော့ကိုကဈာရကခြေဝင်တယ်မနာလိုစိတ်ဖြစ်တယ်အကျိုးကိုကြည့်ပြီးမနာလိုစိတ်ဖြစ်တော့ခံစားရတာလည်းကိုပဲခံစားသူအကျိုးကကိုအဆိုးဖြစ်သွားမနာလိုစိတ်ကြောင့်ကိုအဆိုးဖြစ်သွားကြောင့်လို့သူမှားတာမှန်တာကသူအကျောင်းကိုအကျောင်းက ာတို့ခေါ်နိုင်အောင်ကြိုးစားကိုတက်တာတယ်လို့မမှန်နဲ့ဒီနဲ့ကြီးပွားတာအဲ့ဒါသူကိစ္စဝမ်းသာနိုင်အောင်ကြိုးစားတာကိုကိစ္စဒါပဲဆိုအဲ့လိုမျိုးဆက်ဆံလို့ရှိရင်အဲခံရတာသူ့အပိုင်းသူ့အပိုင်းသူ့ဘိုင်းကိုလည်းဘိုင်းကလေ့ကျင့်တာလေ့ကျင့်တာကိုအပိုင်းဆိုတော့ကိုကမုဒိတာနှလုံးသားနဲ့ဝမ်းသာပေးနိုင်တဲ့စိတ်ကလေးထားရင်ကိုပဲကိုကိုယ်တိုင်အတော်သက်တာလားကိုယ်တိုင်တော်သက်တာအာမုဒိတာနှလုံးသားကကိုတက်သားတဲ့တငယ်ချင်းတွေသားတော်ဝမ်းသာပေးကြည့်သိပြောတာ မပြောနိုင်လို့ငွေချင်းတွေကိုတရားသူတွေတက်သွားတော့ကိုထက်သာဝါတို့မုဒိတာတရားမထိုင်နိုင်လို့ခြေဝင်းတယ်မနာလိုစိတ်ဖြစ်တယ်ဆိုတော့သူကတော့သူ့အန်သူတက်သွားတာကိုကတော့အောက်မှာဒီမနာလိုစိတ်နဲ့ကြံနေခဲ့တာကိုကပူကြံနေခဲ့တာသူနဲ့အတူသွားလိုက်စမ်းပါမုဒိတာတရားသူဝမ်းသာတယ်လို့ကိုနဲ့အတူကိုလည်းသူနဲ့အတူဝမ်းသာပေးလိုက်တဲ့သဘောပဲအတူဝမ်းသာပေးတာအဲ့ဒါမုဒိတာနှလုံးသား ီစိတ်ကလေးထားနိုင်ပြီဆိုရင်တော်တော်တက်တာလေ။ဒါကြောင့်အဲ့ဒီမှာပြောကျင်တဲ့စကားလေးကသူ့အကြောင်းဟာသူ့အကျိုးသူ့အကျိုးဟာကိုယ်အဆုံးမဖြစ်စေနဲ့။ကိုယ့်ကိုယ်ဆုံးမခြင်းပဲ။အဲ့ဒါလေးအဓိကထား။တခါတခါကျတော့လူတွေမှာဗာစိတ်လေးရှိတဲ့သူကိုဂျေဆုပြုတဲ့သူကကိုဂျေဆုကိုမသိတတ်ပဲဂျေဆုကမ်းသွားတာရှိ။ဂျေဆုကမ်းသွားတဲ့ရှိတဲ့အခါကျတော့လူကမခံခြင်းစိတ်ကရှိ။အရလောက်ကောင်းရတာလောက်လောက်ပေးတာ ਨੇ ငါ့ဘော်ဒီလိုလုံးရက်တယ်ဆိုတဲ့အဲ့ဒီစိတ်ကလေးက အဲ့ဒီစိတ်ကလေးက तू ကဟိုဘက်ကလူကလှုပ်သွားတဲ့ဟာကိုကဂျားကနေခြေထိုးခံပြီးဝင်ယူတယ်လို့ဖြစ်သွားဘုရုဇင်တဘာဝခံစားချက်ရှိပေမဲ့အဲ့ခံစားချက်ကိုဟိုလက်တွေ့ကိုကခံစားပြီးတော့အကောင့်ထဲပေါ်လိုက်ရင် तू နဲ့ကိုအတူတူသွားပြီးတော့ခြေစုပ်ကမ်းတဲ့သူချင်းဖြစ်သွား तू ခြေစုပ်မတိတရာ तू အပိုင်းကိုခြေစုပ်ပြတာကိုအပိုင်းကိုသိနေပြီးရောအဲ့စိတ်ကလေးထိုင်းသွားနို့သွားတော့သွားနို့သွားချိန်တိုင်းသွားနို့ခံပါ ဲ့တော့သူမားတော်ကြည့်ပြီးကိုပါလိုက်မားကိုပါအတူသွားခံအဓိကကိုကိုပြင်းနေစနောက်ဆုံးစိတ်ကတိတ်အရေးကြီးတာလောကမှာမုဒိတာထားလို့လည်းမရတဲ့သူတွေရှိတယ်မန္တာပြေးလို့လည်းမရဘူးဟိုးတနာပြီးဆက်ဆံကြည့်လဲဒါလည်းမရဘူးမေတ္တာထားပြီးတော့လည်းဆက်ဆံကြည့်ဘလို့မှမရတဲ့လူရှိတယ်ခါခါကျမိသားစုထဲမှာတော့ရှိတယ်အဲ့လိုလူမျိုးတွေတမိပေါက်တယောက်ထွန်းလို့မှဆက်ဆံလို့မရတဲ့လူရှိတယ် ဆိုရဲလိုလူမျိုးကြတော့ဘယ်လိုလုံးမလဲမြတ်စွာဘုရားကတော့အဲ့လိုလူမျိုးကြတော့လည်းဘာမှအပြစ်တွေဖြစ်မနေနဲ့တဲ့ဥပိ္ပခာနှလုံးသားနဲ့ဆက်ဆံလိုက်ပါဥပိ္ပခာဆိုတော့ချစ်ထားလည်းမဟုတ် မုန်းတာလည်းမဟုတ်ကုသိုလ်လည်းမဟုတ်အကုသိုလ်လည်းမဖြစ်တော့ဂျားစိတ်လေးပြောမစင်တပ်ပြတ်တာကာမတကာပဲသူကံနဲ့သူတော်သွားပါဆိုပြီးတော့အဲ့ဒီကံတရားအတိုင်းကိုလိုက်ပြီးတော့လက်ခံနိုင်တဲ့စွမ်းအားဥပိ္ပခာနှလုံးသား ဒါကလည်းတော်တော်မြင့်မြတ်တဲ့လူမှထားနိုင်တယ်မချစ်လဲမချစ်ဘူးမချစ်တော့မုန်းလားဆိုမမုန်းလဲမမုန်းတရားစိတ်တွေပဲချစ်ရင်လည်းပဲအပြစ်ပဲမုန်းရင်လည်းပဲအပြစ်ပဲအဲ attachment တန်ရောစဉ်ဆိုတာအချစ်လဲတန်ရောစဉ်အမုန်းလဲတန်ရောစဉ်လူတွေကအချစ်မှတန်ရောစဉ်လို့ထင်ဗမုဒိယဆိုတာကချစ်တာလဲတန်ရောစဉ်ပဲမုန်းတာလဲပဲတန်ရောစဉ်ပဲစာပေမှာကပဋိကတန်ရောစဉ်ခေါ်အမုန်းတန်ရောစဉ်ချစ်တဲ့သူကိုခဏနာတရိယတို့မုန်းတဲ့လူကိုလည်းခဏနာတရိယတို့ မုန်းတန်ရောတယ်အဲ့တော့အချစ်နဲ့ဆက်ဆိုင်ရင်လည်းပဲအပြစ်တွေရှိတယ်အမုန်းနဲ့ဆက်ဆိုင်ရင်အရှုံးတွေရှိမချင်မမုန်းပဲဆက်ဆံလိုက်အဲ့ဆိုပြီးသွားဘလို့မှဆက်ဆံလို့မရတော့ဘူးဆိုရင်ဥပ္ပခာနဲ့တွားလိုက်တော့ဘုရားရှင်ကိုရောင်မြတ်ကြီးလည်းအဲ့လိုဆက်ဆံမြတ်စွာဘုရားလက်ထက်ကအဲ့ဒီမြင်းတွေကိုဆုံးမတဲ့မြင်းဆရာကြီးကေတိဆိုတဲ့မြင်းဆရာကြီးတယောက်ရှိနာမည်တော်ကြီးတာပဲသူကမြင်းပေါင်းမြောင်များစွာကိုသူကပြုပြင်ပြီးတော့ယဉ်ကျေးအောင်ဆုံးမပြီးတဲ့ဆရာကြီး တနမဲကြီးတာတော့တနေ့မြတ်စွာဘုရားနဲ့အဲ့ဒီကေတိမြင့်ဆရာကြီးတွေ့တော့ဘုရားကဆရာကြီးကိုမေးတယ်ဆရာကြီးတင်မြင့်တွေကိုဆုံးမတဲ့နေရာမှာတော်တော်နာမည်ကြီးတယ်ဘလို့ဆုံးမလဲဘုရားကမေးတယ်မမဘုရားတပည့်တော်ခက်ကြမ်းကြမ်းဆုံးမမယ်မြင့်နေဆိုရင်တပည့်တော်ကြမ်းကြမ်းတန်းတန်းဆုံးမတယ်ဘုရားတဲ့ရိုက်တင်လဲရရတာဘုရားနုနုညံ့ညံ့ဆုံးမမယ်မြင့်နေဆိုရင်တပည့်တော်အာချော့မော့ပြီးနုနုညံ့ညံ့ဆုံးမပါတယ်ဘုရား ဆရာကြီးအကျန်းလည်းမရဘူးအချောလည်းမရဘူးဆိုရင်အနုလည်းမရဘူးဆိုဘယ်လိုဆုံးမလဲမှန်ပါဗျာအကျန်းလည်းမရအချောလည်းမရတယ်ဘယ်လိုမှဆုံးမလို့မရတဲ့မြင်းနေဆိုရင်တပည့်တော်ကတော့ဖရာတဲ့တတ်ပလိုက်တယ်ဖရာအော်ကေတိဆရာကြီးရှောက်တော့ဖရာသဘောကျပြီးတော့အော် ရာကြီးကတခါပြန်မိတယ်မြတ်စွာဘုရားရှင်မယားတဲ့ရှင်မယားကဘလို့ဆုံးမလဲဘုရားတဲ့ရှင်မယားတဲ့တတ္တဝါတွေကိုဝိနည်းတတ္တဝါတွေတရားဟောပြတာတဲ့အခါတော်တော်နာမည်ကြီးတယ်ဘုရားဘလို့ဆုံးမလဲဘုရားငါဘုရားလဲဆရာကြီးလိုပဲတဲ့ထကြညာဆုံးမမယ်တတ္တဝါဆိုခကြညာဆုံးမလာတာမောကပုရိသဘုရားပြောတယ်ဆိုတာမက်ဖို့မပြီးအချင်းဤတော်ယောက်ျားအဲ့ဒါဘုရားခကြညာပြောတာညဉ့်ဆုံးမမယ်တတ္တဝါတွေညဉ့်ဆုံးမတာပဲတဲ့ငါဘုရားလဲနုနုညံ့ညံ့ ဘေကဝေခြေသားခြေသမီးတို့နုနုညံ့ညံ့ခေါ်ဝေါ်ပြောဆိုပြီးဆုံးမမယ်တတ္တဝါတွေလည်းနုနုညံ့ညံ့ငါဖျားဆုံးမတာပဲတဲ့မမဖျားအနုလည်းမရအကျမ်းလည်းမရတဲ့တတ္တဝါတွေရှင်မြတ်ဘလို့ဆုံးမလဲဖျားဆရာကြီးရှောက်တော့ငါဖျားလေတဲ့အနုလည်းမရအကျမ်းလည်းမရတဲ့တတ္တဝါတွေဆိုငါဖျားလည်းတတ်ပလိုက်ရတာပဲဆရာကြီးအာဩတာရှင်မြတ်ရှင်မြတ်လည်းတပည့်တော်တို့လိုတတ်တာပဲလားဖျား ဆိုတော့ဘုရားကမဟုတ်ဘူးဆရာကြီးငါဘုရားတတ်တယ်ဆိုတာသင်တို့လိုပါဏာတိပါတာအမှုမျိုးတော့မဟုတ်ဘူးတဲ့ငါဘုရားတတ်တယ်ဆိုတာတပ်ပင်တတ်တာကာမတခဥပိ္ခပြုတ်လိုက်တာပဲတဲ့အကောင်းလည်းမပြောတော့အဆိုးလည်းမပြောတော့အဲ့လိုနေလိုက်တာတဲ့သူတော်ကောင်းတွေကဥပိ္ခပြုတ်လိုက်တာတတ်ခံရတာ ਨੇ အတူတူပဲတတ်လိုက်တာ ਨੇ အတူတူပဲဟောဒီကျင့်စဉ်တွေကသိကောင်းတာ ဘလို့မှမရတော့ဘူးအပြစ်လည်းမယူပါနဲ့အချစ်လည်းဝင်မနေပါနဲ့ဘုပ္ပကနှလုံးသားနဲ့နေပါလိလူရှုတယ်ဆိုတာမကောင်းတဲ့စိတ်မဟုတ်ဘူးလိလူရှုတယ်ဆိုတာနေခြင်းတို့နေဖြစ်ခြင်းတို့ဖြစ်ဆိုပြီးတော့ဒီလိုလိလူရှုတဲ့သဘောမျိုးမဟုတ်ဘူးဘုပ္ပကစိတ်ဆိုတာကအပြစ်လည်းမဖြစ်ဘူးအချစ်လည်းမဝင်အမုန်းလည်းမရှိဘူးအရှုံးလည်းမရှိမချစ်မမုန်းဒီချားစိတ်အဲ့ကတော့ကောင်းကြီးတွေမှာကျင့်နိုင်တယ်ကျင့်စေ။ဥပ္ပကနှလုံးသားနဲ့နေချစ်လားမချစ်ပါဘူး။ ဒါဆိုမုံလားမမုံပါဘူးမချစ်မမုံစိတ်ကဥပိ္ပခာနှလုံးသားအဲ့တော့ဘလို့မှဆက်ဆံလို့မရဘူးမုဒိတာလည်းမရဘူးကရုဏာလည်းမရဘူးမေတ္တာထားလို့လည်းမရဘူးစင်နောက်ဆုံးတော့တပ်ပိတ္တတာကာမတကာဒုက္ခနဲ့ဒုက္ခရှိစေတော့ဆိုပြီးတော့သာသမိအရင်ပင်ဖြစ်လင်ကစားမိသားစုဝင်ဖြစ်လင်ကစားနောက်ဆုံးဖရရရင်တော့အဲ့ဒီနှလုံးသားသွားရတာဥပိ္ပခာနှလုံးသားပြန်ပြောကျင်တာကလူတွေကသူများကိုတိတ်ပြိုင်ကြတာသူများကိုမပြိုင်ပါနဲ့သူများဒီကိုယ့်ရဲ့ပြိုင်မဲ့မဟုတ်ဘူး ကိုယ့်ရဲ့တိုင်ဘက်အစစ်တွေကိုကိုယ်တိုင်းပါပဲသူများကောင်းတာမကောင်းတာကိုမကြည့်ပါနဲ့ကိုကောင်းမကောင်းကိုပဲကြည့်ပါသူများကိုကိုနဲ့လိုက်ပြီးတော့မညှိပါနဲ့ကိုကိုယ်သားလေးညီအောင်ညှိပါပြိုင်ဖို့ဆိုရင်မနေ့ကငါနဲ့ဒီနေ့ငါမတူအောင်ပြိုင်မနေ့ကငါကဒီလောက်ပဲကုသိုလ်ကောင်းမလုပ်နိုင်ဒီနေ့ငါပူလုံးနိုင်ရမယ်မနေ့ကငါ mind power စိတ်စွမ်းအားတွေကဒီလောက်ပဲရဒီနေ့ငါကပို့ပြီးတော့ mind power စိတ်စွမ်းအားတွေစိတ်တက်အားတွေပို့ပြီးတော့ကောင်းရမယ် အဲ့လိုမျိုးတွေနဲ့နေထိုင်ကျင့်သုံးမယ်ဆိုရင် သူများအကြောင်းပြုပြီးတော့ကိုကလည်းကောင်းလာတာနော်ပညာရှိဆိုတာက သူများကိုကြည့်ပြီးကိုကတင်ယူတယ်တဲ့သူများကိုကြည့်ပြီးတော့ကိုကပြုပြင်တယ်ဆိုတော့အဲ့လိုမျိုးနေထိုင်လို့ရှိရင်ခုနပြောခဲ့သူသူများကျေးဇူးကမ်းသွားလဲပဲကိုမှဘာမှဖြစ်စရာအကြောင်းမရှိတော့ဘူးသူများကကိုကောင်းရင်သာသူမကောင်းမဆိုလဲပဲအဲ့ဒါသူအကြောင်းနဲ့သူအကျိုးဆိုတာတည်သွားတော့သူအကျိုးဟာကိုအဆိုးမဖြစ်တော့ဘူးပေါ့အဓိကက ကိုပြင်ပက်သည်သူများမဟုတ်ပါကိုပြင်ပက်သည်ကိုပဲဖြစ်တဲ့အတွက်ကိုကိုကိုစင်းချင်းကိုဘသားကိုစုံမနှလုံးလှတဲ့အစုံမများနဲ့အသုံးကျတဲ့သူများဖြစ်အောင်ကိုကိုကိုသားလင်ပြင်ပက်ကောင်းအဖြစ် ရှင်ပြင်ပြင်ဆိုင်ပြီးလျင်မိမိအကျိုးအများအကျိုးကိုတည်ဖို့ထမ်းရနိုင်ကြသောသူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တည်း